မင်္ဂလာပါရှင်။ရာသဆောင် channel ကနေပြောပရိသတ်များအားလုံးကိုပြန်လည်ပြီးကြိုဆိုပါရှင်။ပရိသတ်များရှင်ဒီနေ့မှာတော့စာရေးသူနိုင်မင်းရှာမညရှင်းတာထားတယ်။မုတ်စိုးကြီးပါထုံနဲ့မြူကိုတေးကနန်းတော်ဆိုရဲဇလန်းလေးရဲ့အပိုင်း၉ကိုတင်ဆက်ပေးသွားကြပါမယ်။အပိုင်း၉ကိုနားမစင်ခင်မှာတော့ channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့တောင်းဆိုပါရှင်။ကျေးဇူးတင်ပါတယ်။ဒါဆိုရင်ဇလန်းလေးကိုစတင်ပြီးတော့နားဆင်လိုက်ရအောင်ပါရှင်။ ျွန်တော်ရဲ့မျက်လုံးတွေကိုဖေးဖေးချင်းဖွင့်လိုက်တယ်။ခေါင်းထဲမှာနာကျင်မှုနဲ့တူတကူလုံးကန်ရိုက်ထားသလိုနာကျင်နေရဲ့ကျွန်တော်ဟာမျက်ခင်းစိမ်းတို့တစ်ခုပေါ်မှာလဲလျောင်းလေးအနေထားရှိနေပြီးတော့အပေါ်မှာမိကိုရောင်မြူကိုရီဖုံးလန်းထားတဲ့ကောင်းကင်တစ်ခုရှိနေရဲ့အနည်းမှာမျက်နှာကြော်စွာစွတ်စွတ်နဲ့တည်ကြတော့လေတတိပြန်လေလာပြီးတော့ထိတ်လန့်တကြပတ်ဝန်းကျင်ကိုလှည့်ကျင်းနေကြတယ်။မျက်နှာကတောင်ရီစွာနဲ့တိုးတိုးလေးမြည်ရဲ့ကိုမင်းဒါဘယ်နေရလဲ။ သူမရဲ့မျက်လုံးတွေမှာကြောက်ရွံ့မှုနဲ့မတည်နာမလည်မှုတွေရောရှန်နေရဲ့ကျွန်ုပ်ဟာသူမကိုအသာဆွဲထုတ်လိုက်ပြီးစိတ်ထဲမှာအပြေရှားဖို့ကြိုးစားပေမယ့်လလောချင်းအပြေမရှိသေးပါကြောစွာဆူဆူနဲ့တည်ကြတော့လေမြင်သက်စွာပုံချင်းကိုလှည့်ပတ်ကြည့်ရှုနေရဲ့ကျွန်တော်တို့ဟာကြီးမားလာတဲ့ကပတ်ပင်ကြီးတွေနဲ့ဝန်းရံထားတဲ့တောနယ်ကြီးတစ်ခုပဲရှိချောင်းငယ်တစ်ခုရဲ့နှပေးမှာရောက်ရှိနေရဲ့တည်ပင်ကြီးတွေရဲ့ပင်စီတွေဟာလူကြီးလေး၅ယောက်ဖက်စာများကြီးမားပြီးတော့ အခက်လက်တွေဟာကောင်းကင်ထိပေါင်းမတက်ထွန်းတက်နေရဲ့အဲဒီလိုအေယာမအစ်ပင်တွေကိုကျွန်တော်တို့တခါမှမတွေ့ဘူးချောင်းရီဟာကြည်လင်စွာစီးဆင်းနေပြီးဘေးတစ်လျှောက်မှာ ပန်းရိုင်းပင်တွေရေတပန်းပင်တွေနဲ့ဇေယျပင်တွေပေါရောက်နေခဲ့ပထမဆုံးသတိဝင်လာသူမှကျွန်ုပ်ဖြစ်တယ်ရုတ်တရက်ကိုပါထူးရောလို့အွန်လိုင်းမြည်ရဲ့အားလုံးဟာကိုပါထူးနဲ့ရန်လုံကိုတတိယလာပြီးတော့ချောင်းနေပင်တစ်လျှောက်အလင်းမြန်လိုက်လံရှာဖွေကြတယ်အချိန်တော်ကြာရှာဖွေပြီးမြေအရေးအယံမတွေ့ရအောင် ရေစင်းနဲ့မျောပါတော့ကကျွန်ုပ်တို့ရဲ့ကြောပိုးအိတ်တွေဟာပိုးလျက်သားကပ်ပါလာတာကတော်သေးရဲ့တခြားပြည်စီတွေကမျောပါသွားတာရှာလို့မတွေ့တော့ပါစိတ်ပြအားငယ်မှုနဲ့စိုးရိမ်မှုတို့ရောရှက်လာတယ်ကျွန်တော်တို့ဟာခြေလက်ပင်မတည်ကျင်လောက်အောင်ပင်ပန်းနွမ်းနေနေရဲ့ခြာရိုတခြားဆက်ရှောင်းရင်းနဲ့ကြော်စွာက ရုတ်တရက်လက်ညှိုးထိုးပြီးអော်လိုက်တယ်ဟိုမှာကြည့်စမ်းအောင်မင်းလူနေအိမ်တွေမဟုတ်လားအလုံးသူညွန်ပြရကိုတပြိုင်နဲ့ကြည့်လိုက်ကြတယ်ဟုတ်ပါတယ် ဝေးကွာတဲ့တိပင်းကြီးတွေကြားမှာအိမ်ကြီးတွေရဲ့အမိုးတွေကိုဟိုးတဝါမြင်ရတဲ့စိတ်ထဲမှာဝမ်းသာမိကြပေမဲ့တန်တရားဖြစ်စရာကောင်းပါလေ။ဒါပေမဲ့အဲ့ဒီမြေခွင်ဟာထူဆန်းလာတယ်။ဒီတောနဲ့တဲမှာလူနေအိမ်တွေဘလို့ရှိနေနိုင်မလဲ။ကျွန်ုပ်စိတ်ထဲမှာမိကုန်းတွေတဖွာဖွာပေါပေါလာတယ်။ဒီရွာဟာကျွန်ုပ်အဖေပြောဖို့တဲ့မြေကိုတဲကနန်းတော်နေဆက်ဆက်နေသလား။ဓမ္မမဟုတ်ဦးစင်းပြောခဲ့တဲ့ပျက်စီးသွားသောမြို့တော်ရဲ့အစီပိုင်းတကူဖြစ်နိုင်မလား။ ဒါမှမဟုတ်ဒီရွာဟာအဲ့ဒီကိစ္စရက်တွေနဲ့လုံးဝမသက်ဆိုင်ပဲတော်ထဲမှာတေးချရှိနေတဲ့နေရာတစ်ခုလားငါတို့ရွာထဲဝင်ကြမလားငါတို့အခုပင်ပန်းနေပြီစားကြနေကြပြီလေရေစီးတဲ့မျောပါသွားပြီဒီရွာထဲဝင်ပြီးတော့အကူညီတောင်းရမယ်ကျွန်ုပ်ကအားလုံးကိုကြည့်ရင်ပြောလိုက်တယ်အားလုံးသဘောပဲတီတာကမျက်နာပြက်နေရဲ့ဒီမှာလူဝင်နေတာဟုတ်ရဲ့လားငါတော့ကြောက်တယ်မြန်တို့ကလည်းဝင်ပြောတယ်အေးနော်ထူးဆန့်နေဒီတော့လည်းဘလို့လူတွေအိမ်ဆောက်ပြီးနေနေရလဲ ဒါပေမဲ့ငါတို့ဒီမှာပဲထိုင်နေလို့မရတာကိုမင်းပြောတဲ့အတိုင်းရွာထဲဝင်ပြီးတော့အကူကြီးတောင်းကြည့်ရအောင်ကျော်စောကခေါင်းငယ်ပြီးတော့ဟုတ်တယ်ဘာပဲဖြစ်ဖြစ်သွားကြည့်ရအောင်လေကိုပါထူးတို့လည်းဒီရွာထဲရောက်နေနိုင်တယ်စွစုကလည်းသဘောတူညီစွာခေါင်းငယ်နေဒီလိုနဲ့ကျွန်တော်တို့ဟာဝေးကွာလာပြီးတော့လမ်းမြင်နေရတဲ့လူနေအိမ်တွေရှိရာကို ဖြည်းဖြည်းချင်းရှောက်လန်းလာခဲ့တယ်ရွာလမ်းတွေဟာကျဉ်မြောင်ပြီးမြက်ပင်တွေနဲ့ရိုးပင်ငယ်တွေဖုံးလွှမ်းနေရင်လမ်းတွေပေါ်မှာလူသွားလမ်းရာတွေမရှိသလောက်ဖြစ်ပြီးတော့ နှစ်ပေါင်းများစွာလူသူအသုံးပြုခြင်းမရှိရပုံပေါ်တယ်။အိမ်တွေရဲ့တိုင်ကြီးတွေဟာဆွေးမြေ့နေပြီးတော့တကြုံအိမ်တွေမှာအမိုးပြိုကျနေရင်ရွာဟာအိမ်ကြီး90ခန်းရှိတဲ့ရွာပြည်ကြီးတစ်ဖွဲဖြစ်နေရင်တကြုံအိမ်တွေဟာအကောင်တန်းရှိနေပေမဲ့အများစုမှာပြိုကျပြက်စင်းနေတယ်။နေရအများစုမှာရင်းကြီးတွေတက်နေပြီးရွာတစ်ခုလုံးကရေလွှမ်းမိုးခံရပြီးမြုံလျက်ရှိခဲ့တဲ့ပုံစံဖြစ်နေရင်လေထဲမှာဆူဆွနေတဲ့မြေပုတ်အနံ့နဲ့ပုတ်သွင်းနေတဲ့တစ်သားအနံ့တွေရောရှက်နေရင်ရွာတစ်ခုလုံးကတိတ်ဆိတ်လွန်ပြီးတော့ လူတန်တစုံတရာမကြားရပဲလင်းချင်းတစ်ချက်တိုက်တဲ့အခါတေးရွက်တွေကိုလေတိုးတန်သာထွက်ပေါ်လာနေရဲ့ရွာလေကိုနီးကပ်လာနေလူရိတ်တွေအိမ်တွေစီမှထွက်ပေါ်လာတယ်ရွာသားတွေဖြစ်ပုံရပြီးတော့ကျွန်တော်တို့ကိုမြင်နေကဖြည်းဖြည်းချင်းတိုးကပ်လာကြတယ်ဝယ်စားစီရင်မှုကထူဆန်းလာတယ်အမျိုးသားတွေကလက်နဲ့ရှက်လုထားတဲ့ပိစာတန်နဲ့ပြုတ်လုထားတဲ့အင်ဂျီတိုရီနဲ့ထမိန်တွေကိုဝစ်ဆင်ထားတယ်အဲ့ဒီဝယ်စားတွေကမြေရောင်မီးကိုရောင်နဲ့လက်ပြရောင်တို့ဖြောတော့တဲ့အကြောင်းတွေဖြစ်ပြီး တချို့အင်ဂျီဘေးမှာပန်းပုံတွေနဲ့ချုပ်လို့ဝစ်ဆင်ထားတယ်။အဝိတရားနှစ်ပေါင်းရာကြီးအကြာကပုံစံတွေနဲ့တူပြီးတော့အနာစုနေမှာစုပ်ပြဲမှုတွေနဲ့အယောင်မှိန်ဖြော့မှုတွေရှိနေရင်တချို့အမျိုးသားတွေဟာတစ်သားပတိစေဝင်နဲ့ပြုတ်လုထားတဲ့လေဆွဲနေတဲ့ကောက်ရုပ်အုပ်ထုပ်တွေကိုဝစ်ဆင်ထားတယ်။မြို့သမီးတွေကတော့ပိုးတဲတာအင်ဂျီဘေးနဲ့ရှေလျားရဲ့ထမင်းတွေကိုဝစ်ဆင်ထားတယ်။အင်ဂျီဘေးမှာပန်းထိုးပုံတွေငှက်ပုံတွေနဲ့ထူးဆန်းတဲ့သင်္ကေတတွေကိုထည့်သွင်းထားပြီးထမင်းတွေမှာအများစုမှာ နေညိုရောင်နဲ့အခရမ်းရောင်လို့နမ်းမောင်နဲ့အရောင်ကြီးဖြစ်တဲ့တချို့အမျိုးသမီးတွေဟာစပင်ကိုဖဲချိုးနဲ့ဆီထားပြီးပန်းကြောက်တွေနဲ့အလားစင်ထားတယ်။ဒါပေမဲ့အဝတ်စားတွေဟာဖုံမုံနေနဲ့အရောင်မှိန်ပြုံးမှုတွေနဲ့ပြည့်နေနေရဲ့၎င်းတို့ရဲ့အပြုတ်မှုဟာပိုပြီးထူးဆန်းနေရဲ့ပြပြချင်းလှုပ်ရှားကြပြီးတခါတရံမလိုအပ်ဘဲရက်တန့်ကသူတို့ကိုစူးစိုက်ကြည့်နေရဲ့အပြောင်းတွေဟာအေးဆက်ကကြောချမ်းစီပြီးတော့တယောက်နဲ့တယောက်တီးတိုးပြောဆိုရင်အကြည့်ဖလှယ်နေကြတယ် ခနာကိုလှုပ်ရှားမှုတွေဟာတောင့်တင်းနေပြီးဒစုံတစ်ခုကိုဖုံးကွယ်ထားတယ်လို့ခန်းစားရတယ်။မျက်နာတွေဟာဖြူဖြောလျှော်နေပြီးတော့အရေပြားဟာဖျောင်းလို့တောက်ပနေရဲ့။ပရိုးတွေဟာထင်ရှားထွက်နေပြီးမျက်လုံးတွေဟာနှဆိုင်စွာခြိုင်ဝင်နေရဲ့။တက်ကြီးပိုင်းအဖို့တို့ကရှေ့ကိုထွက်လာတယ်။ကျွန်တော်ကပြောလိုက်တယ်။ကျွန်တော်တို့ဒုက္ခရောက်လာလို့ပါ။ဒီညဒီမှာနားခုတ်ဝင်ပြပါအဖို့။အဖို့ကြီးဟာအေးစီးစွာကြည့်ပြီးတော့အေးပါမောင်ရင်တို့ကဲဒီညဒီအိမ်တော်ကြီးမှာပဲတဲကြပါဗော။ သူကအနီးနားကထဲဝါစွာစောက်ထားတယ်။အိမ်မက်ကြီးကိုညွှန်ပြတယ်။ကျွန်တော်တို့မှာနောက်ဆုံးရခဲ့၊ခြေတို့ရခဲ့ဖြစ်နေရဲ့။ရွာထဲဝင်လာတာကတောင်တားရကျင်တယ်လို့လို့။ဒါမှမဟုတ်အခုချိန်မှာတခြားသွားစရာမရှိဘဲအဖိုးကြီးဦးဆောင်ရနောက်ကိုလိုက်လာခဲ့လိုက်တယ်။ဖိုးကြီးကပြောတယ်။မောင်ရင်တို့ကြည့်ရတာပင်ပန်းနွမ်းနေနေပုံရှာတယ်။လာပါ။အနားယူပြီးတော့အစာစားကြပါ။သူ့ရဲ့အတန်ကနူးညံ့ပေမဲ့ထူးဆန်းစွာကြောချမ်းစေတယ်။သူရဲ့ဖြူဖြော့လျှော်နေတဲ့မျက်နှာပေါ်ရှိအပြုံးဟာ တောက်တင်းနေပြီးတော့မျက်လုံးတွေကလည်းအလေးမဲ့စွာကျွန်ုပ်တို့ကိုစူးစမ်းနေတယ်။ညနုကတတိုးလေးပြောတယ်။ကိုမင်း delivery ရဲ့မျက်နှာတွေကဘာလို့ဒီလောက်ဖြူဖြော့နေရလဲ။ဒီရွာကတခုခုမဟုတ်မှမဖြစ်နေတယ်လို့ပဲ။ကျွန်ုပ်ကသူမကိုစိတ်အေးထားဖို့လက်ဘွားကိုဖောက်ဖွာဆုပ်ကမ်းပြီးရွာသားအဖို့ကိုပြန်ပြေးတယ်။ကျေးဇူးပါဖို့ကျွန်တော်တို့အဖွဲ့တွေကသူတရပျောက်နေရဲ့။သူတို့ကဒီအင်းင်းနဲ့မှတွေ့မိလား။ရွာသားအဖို့ကခေါင်းခါပြီးဒီမှာသစိမ့်နေမတွေ့ရကြပြီ။ဒါပေမဲ့လာပါ။ အရင်အနားယူပြီးတော့ပြန်လည်အားပြေးကြပါသူ့ရဲ့မျက်လုံးတွေကကျွန်ုပ်တို့ကိုစူးစမ်းကြည့်နေပြီးထူးဆန်းတဲ့အရှိန်ဝဲတစ်ခုပါဝင်နေရဲ့ထူးဆန်းတာကကျွန်ုပ်တို့ဘေးကလာတဲ့ဘာဖြစ်လာတာကိုတခုံးမှမေးအရင်တွင်မှရရှယောင်းတေတာပရိဘောကတွေနဲ့ပြင်းထန်နေပြီးတော့ထွင်းထူထားတဲ့ဇပွဲတွေကလက်ထန်တွေနဲ့တေတာစင်တွေကိုတွေ့ရတယ်အိမ်နောက်တနေရာမှာထင်းမိဖို့တခုလောက်နေပြီးမိကိုအနေငယ်ဟာအရင်တွင်ဝေဝန်းနေရဲ့နေရံတွေမှာရေညှိတွေနဲ့အစွန်ထင်းတွေရှိနေပြီး လေထဲမှာဆူဆွတဲ့အနံတကူပြန့်လင်းနေရဲ့ရွာသားတွေကအသားပြုတ်တအိုးနဲ့အသားဟင်းတွေကိုလာရောက်ပို့ဆောင်ပြီးရဲ့အသားဟင်းတွေဟာချက်လို့မကြက်တလို့သွေးရောင်တန်းနေရဲ့ပုံပေါ်တယ်ကျွန်တော်တို့အားလုံးစားလောင်နေပေမဲ့ထူးဆန်းတဲ့ပုံစံနဲ့ဟင်းတွေရဲ့တန်တရားဖြစ်ပွဲပုံစံကြောင့်စားဖို့ဝန်လင်းနေရဲ့အဖို့ကပြောတယ်စားကြပါဧည့်သည်တော်တို့ဘာမှအားနာကြမလို့ပါဘူးကျောက်တော်တယောက်မျက်နှာတယောက်ကြည့်ရင်မျက်ရည်နဲ့အချက်ပြလိုက်တယ်ကျွန်တော်ကပြောလိုက်တယ် အရင်ခရီးပန်းလာလို့ထင်နေအဖို့ကျွန်တော်တို့စားလို့မနိုင်တော့လို့ပါအေးအေးအေးဒါဆိုလဲအနားယူကြပေါ့မောင်ရင်တို့အဘောတက်မှာအခန်းနေရတယ်တယောက်တခန်းစီနေတောင်ကြတယ်အဖို့ကြီးအောင်အဘောတက်ကိုညွှန်ပြတယ်ရပါတယ်အဖို့ရဲ့အရင်ချမ်းလာလို့ထမီးဖို့ပေးမှာပဲနည်းနည်းထွတ်ထွတ်နေပြရစေအဲ့လိုကျွန်တော်ကပြန်ပြေးလိုက်တယ်ကျွန်တော်တို့ဟာထမီးဖို့ရှိမှာပဲဆိုပြီးအိတ်ဆက်အနားယူကြဖို့တိုင်မြင်လိုက်ကြတယ်ရေစုံနေတဲ့ကြောဖို့အိတ်ထဲမှာတမီးတွေကိုတေချာရေတုပ်တင်လိုက်တယ်တမီးငါးလုံးမှာကံကောင်းစွာနဲ့ နှလုံးမှာအလုံးလုံးနေရဲ့ကြော်စွားရဲ့အိတ်ထဲမှာကိုပါဒူးစီမှာရထားတဲ့တမြောင်တချောင်းရှိရဲ့စွစွနဲ့မြန်နိုးတော့မှာမင်းကလေးသုံးဆောင်ပစ္စည်းတွေနဲ့ပလတ်စတစ်ထုတ်ထားတဲ့ပေါင်မုံကြောင့်အနေငယ်သာရှိရဲ့ဗိုက်စာနေကြအောင်ပေါင်မုံကြောင့်ကိုမိရက်ဖို့ပေးပြီးအလုံးမျှဝေစားတောက်လိုက်ကြတယ်စားတောက်ပြီးစီတော့မြန်နိုးစွစွနဲ့တိတာတို့ကိုအိတ်စီပြီးတော့ကျွန်ုံနဲ့ကြော်စွားကတော့တတိကြီးစွာနဲ့မအိတ်ပဲစောင့်ခြင်းနေရဲ့နေဝင်ချိန်ရောက်လာတဲ့ကောင်းခင်ဟာသွေးရောင်တန်းနဲ့ညီရဲ့အယောင်ကို ပြောင်းလဲသွားပြီး မြေကိုရီယာပုံမထူထက်လာကရွာတစ်ခုလုံးကိုဖုံးနှံသွားတယ်။ဝေးကွာတဲ့တောအုပ်ထဲမှာထူဆန်းတဲ့အတန်တွေတာရဲတကောင်ရဲ့ညီတန်လိုတရွက်တွေရဲ့လေတိုးတန်လိုထွက်ပေါ်လာတယ်။ရွာအိမ်တွေရဲ့အရေးတွေဟာနေအောင်ကြီးမှိန်လာတာနဲ့ရှေထွက်လာပြီးတော့ကျိုးပဲ့ပုတ်တိုးနေတဲ့တစ်သားတကားတွေနဲ့ပရင်ပေါက်တွေဟာတရဲတစေပြီးကျဆားရအမောင်တို့ဖြစ်ပြောင်းလဲသွားတယ်။နေထဲမှာအေးဆက်ဆန်းနဲ့ပုတ်တိုးတဲ့အနံ့ဆိုတစ်ခု ပြလွင့်နေပြီးကျွန်တော်တို့ဟာအန်ဂျင်စိတ်ပြီးဖြစ်ပေါ်လာတယ်။ ဘာနဲ့ကြီးလဲကွာကြွားကြွားကမျက်နှာရှုံးမရင်ပြောလိုက်တယ်ငါးသက်ကောင်ရောက်တာနဲ့အိမ်အတွင်းလေတူးဟာပွတ်မိုးအေးဆက်လာတယ်ထင်းမိဘူဟာရုတ်တရက်မင်းငိမ့်သွားပြီးအိမ်တစ်ခုလုံးအမောင်တို့တွေနစ်မြုပ်သွားတယ်ဗရင်မအပြင်ဘက်မှာထူးဆန်းတဲ့အတန်တွေလှဲ့ပတ်လှုပ်ရှားတဲ့ညင်းညူတန်တွေကြားလာရတယ်ကျွန်ုပ်နဲ့ကြော်စွာကမျက်နှာဆူဆူနဲ့တေတာတော့ကိုတိုးတိုးလေးနှိုးပြီးတတိပေးလိုက်တယ်ထားကြအပြင်မှာဘာစံတွေလည်းမသိဘူးအားလုံးတတိနဲ့နေကြ ကျွန်တော်တို့အားလုံးအမောင်းထဲမှာတယောက်ကိုတယောက်ဆုပ်ကင်ထားကြတယ်။ရုတ်တရက်တကားတွေနဲ့ပရင်ပေါက်တွေဟာပြင်းထန်စွာတုန်ခါလာပြီးရွာသားတွေရဲ့ပုံရိပ်တွေပရင်ပေါက်အပြင်ဘက်မှာပေါ်ထွက်လာတယ်။မျက်နှာတွေဟာကြောင်မဲ့ဖွယ်ရာကောင်းနေရဲ့မျက်လုံးတွေဟာသွေးရောင်တန်းနဲ့အလင်းနဲ့တောက်ပနေပြီးပါးစပ်တွေဟာငေါထွက်နေရဲ့အဆွဲတွေနဲ့ကြောက်စရာကောင်းလို့နဲ့လက်တွေဟာလက်သေးရှည်ကြီးတွေနဲ့ကွေးညွတ်သွားပြီးတော့အရှိပြားဟာပိန်လီပြီးအကြောတွေထင်းထင်းရှားရှားထွက်နေရဲ့ရွာသားတွေဟာလူသားတွေမဟုတ်တော့ပဲ မကောင်းဆိုးဝါးတွေဖြစ်ပြောင်းလဲသွားတယ်။တကားတွေပြိုကျတဲ့တူမကောင်းဆိုးဝါးတွေဟာအိမ်ထဲကိုဝင်ရောက်လာပြီးကျွန်တော်တို့ကိုဝိုင်းပက်လာတယ်။ညီတဲ့တွေဟာနားရဲစူညံပွက်လို့ရိုက်နေရဲ့ကျွန်တော်တို့၅ယောက်ဟာကြောချင်းကအနီထားနဲ့ရက်လိုက်ပြီးတော့မြန်နိုးနဲ့စုစုကိုတံမီးတွေနဲ့ဝေ့ရန်ခိုင်းကကျွန်တော်နဲ့ကြော်စွာကအနီးနားရှိပစ္စည်းတွေနဲ့တိုက်ခိုင်းနေရဲ့ကြော်စွာကတမျောင်ကိုကိုင်ကဝင်လာတမျောင်ကိုခုတ်ပိုင်းနေရဲ့ကျွန်တော်ကတော့အနီးရှိထင်းစားနဲ့ဝင်လာတမျောင်ကို ရိုက်ချနေရဲ့တံမီးအလင်းရောင်ကြောင့်မကောင်းဆိုးဝါးတွေဟာ ရှေ့ကိုတိုးမိရပဲဘေးပတ်လည်းမှလက်သေးရှည်ကြီးတွေနဲ့လှမ်းတိုက်ခိုင်းနေရဲ့တီတာကမျက်နှာအုပ်ပြီးအော်ဟေ့ရင်တောင်းတနေရကိုပြေးဝင်သွားဖို့အလို့မြန်နိုးကသူမကိုလိုက်ဆွဲထားတယ်။တီတာမပြေးနဲ့ဒီမှာပဲနေမြန်နိုးကအော်ပြောတယ်။ကျွန်တော်ကတောင်းခံထားလို့အော်ရင်နဲ့အနည်းရှိတက်သားထိုင်ကုန်တစ်ခုကိုကောက်ကင်ကဝင်လာတဲ့မြလက်တွေကိုရိုက်ချနေရဲ့စွစုကလည်းတတိမွေက အနည်းရှိတန်းချောင်းတစ်ခုကိုကောက်ကင်ပြီးတိုက်ခိုင်းနေရဲ့ကျွန်တော်တို့မှမကြောက်တာတော့မဟုတ် ိုင်းမြအသက်ဘေးနဲ့ကြုံလာတော့ကြောက်စိတ်ကိုမေ့ထားရတယ်။အချိန်ကြာလာနေကျွန်တို့ရဲ့တိုက်ခိုက်မှုဟာခြေကုန်းလက်ပင်ကျလာတယ်။အေးစံရဲ့ညအေးတက်ဟာကျွန်တော်တို့နဲ့လလမြမသက်ဆိုင်သလိုချွေးစည်းတွေပြန်လာတယ်။မကောင်းဆိုးဝါးတွေရဲ့တိုက်ခိုက်မှုကရက်တက်မသွား။ထိကမိရဲ့မကောင်းဆိုးဝါးတွေဟာမနာကျင်သလိုဆက်လက်တိုးဝင်လာတယ်။ကန့်ဆိုးစွာနဲ့ဓာမီအလင်းရောင်ဟာအားနေလာပြီးမကောင်းဆိုးဝါးတွေဟာပုံမနီးကက်လာနေရဲ့ကျွန်တော်တို့ဟာတိုက်ခိုက်ရင်နဲ့နောက်ဆုံးနောက်ဆုံးနဲ့ကြောဘက်မှာနယံကြီးသာခံနေ၍ ဖျက်ပေါက်တွေလည်းပိတ်နေရဲ့ရုတ်တရက်နားလဲစူညံစွာဟောင်းကနေပောက်ခွဲတန်နေတခုထွက်ပေါ်လာတယ်။အိမ်တစ်ခုလုံးတုံခါသွားပြီးမြေကိုးတွေနဲ့ဖုံမှုန့်တွေလေထဲမှာဝေဝဲလာတယ်။ပြိတက်များရှင်အခုတင်ဆက်ပေးခဲ့တယ်။စာရေးသူနိုင်မင်းရာမင်းကရေးသားထားတဲ့မော်စိုးကြီးပါသူနဲ့မြေကိုးတွေကနန်းတော်ဆိုတဲ့ဇန်လန်လေးရဲ့အပိုင်ကိုကတော့ဒီမှာတင်ပေးပါပြီ။နားဆင်ပေးခဲ့တဲ့ပြိတက်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။